ဖဘောဖံများအားလုံးမင်္ဂလာပါ။ Cloud Corner ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့တော့ Liverpool အကြောင်းလေးတွေနဲ့ကျွန်တော်တို့စာချုပ်ကိစ္စလေးတွေကျွန်တော်တို့အနှင်းငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ Okay ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးစလိုက်ကြအောင်။ရင်းဆုံးနေကျွန်တော်တို့ဒီကြားရဲ့ထဲမှာတော့ International Break တွေကျွန်တော်တို့နားသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကစားသမားတွေကတော့ကျွန်တော်တို့နိုင်ငံသင်းတွေကိုပြန်ပြီးတော့ကျွန်တော်တို့ကိုစားပြုပြီးတော့ပွဲတွေကစားနေတယ်ဗျာ။ညမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ ကျွန်တော်ဟန်ဂေရီဘွဲ့မှာဆိုလို့ရှိရင်လည်းဒိုမနစ်ဆိုဘိုစလိုင်းအနေနဲ့ကျွန်တော်တို့သွင်းကိုတွေပါလေသူစီရဲ့ဂိုးထောက်ပတ်မှုတွေကျွန်တော်မြင်တွေ့ရပြီးတော့သူစီရဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တထားနိုင်တော့တစ်ခါကမီလိုကာကက်ကလည်းကျွန်တော် international တို့ရဲ့ပွဲမှာတော့ဟန်ဂေရီပွဲမှာတော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေကျွန်တော်မြင်တွေ့ထားရတယ်ပြီးတော့ကျွန်တော်တို့တစ်ခါက ြင်းတဲ့ပြင်းတဲ့မှဆိုလို့ချင်းကျွန်တော် Hukuko Ikitike နဲ့နေနေလဲကျွန်တော်တို့အဲမိနစ်68မိနစ်လောက်မှလူသားဝင်ပြီးတော့သူ့အနေနဲ့တွင်းကိုတကိုရရှိသွားတယ်လို့ကျွန်တော်တို့တွေ့ရတယ်ဒီတွင်းကိုလည်းတတော်လေးဥမာကျွန်တော်တို့ကောင်းမွန်တဲ့ပုံစံမျိုးတွေတွေ့ရတယ်အထူးသဖြင့်သူ့အနေနဲ့ကွင်းနယ်စီကနေတကိုတော့ဆွဲပြေးပြီးတော့ကျွန်တော်တို့အဲဘာပေနဲ့ပြန်ပြီးတော့သူကိုယ့်အေရီယာထဲထီကိုသွားပြီးတော့သူ့အနေနဲ့ဘာပေနဲ့အဲဘာပေစီကိုပေးလိုက်တဲ့အချိန်မှာဘာပေကနေပြန်ချပေးလိုက်တဲ့ အလုံးစုံတော့သူ့အနေနဲ့ကျွန်တော်တို့သုံးဟာတိတိချာချာသုံးတက်ပြီးတော့ကျွန်တော် twin ကိုတွေ twin သွားတာမြင်ရတဲ့အတွက်ကြောင့်တော်တော်လေးကိုမှကျွန်တော်တို့ကောင်းမွန်တဲ့ကျွန်တော်ခြေစွမ်းတွေလို့အဲပြောလို့ရတယ်။တစ်ခါကကျွန်တော်တို့ဒီညမှာရှင်းမင်မဲ့ကျွန်တော် Alexander Isak တို့ဘာလို့ရှိမယ်ဗျာပြီးရင်လည်းကျွန်တော်တို့ Matt Lisa တို့ဘာလို့ပွဲတွေလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ညီကိုတွေနဲ့တကယ်လို့ပွဲတွေကြည့်ကြည့်လို့ဆိုရင်တော့ international break ကကစားသမားတွေပွဲတော့တွားကြည့်လို့ရပါတယ်။ဒါမှမဟုတ်လည်းအချိန်တွေကတော့တော်တော်လေးကိုမှနောက်ကျတယ်လို့ပြောလို့ရတယ်။အထူးသဖြင့်နှစ်နာရီခွဲပွဲတွေပြီးရင်လည်း တနာ25အ7တနာရီခွဲပွဲတွေဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးမှနောက်ကျတဲ့ပွဲတွေလို့ပြောလို့ရအထူးသဖြင့်ကျွန်တော်တို့အဲအာဂျင်တီးနားပွဲတွေပါလို့ဆိုရင်တော့ကျွန်တော်တို့မနက်ပိုင်းအစောပွဲတွေဖြစ်တဲ့အတွက်ကြောင့်တော့ညီကူနေနဲ့အေးအေးတော့ပြတ်မယ်လို့တော့ကျွန်တော်တို့မြင်တယ်။ဟုတ်ရဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အဗီဒီယိုလေးကိုစားလိုက်ကြအောင်။အရင်ဆုံးအနေနဲ့ကျွန်တော်တို့လဘောက်ကြီးရဲ့ကျွန်တော်အဓိကကွင်းလက်ကစားသမား3ယောက်ဖြစ်တဲ့ကျွန်တော်တို့ Grand Member ရဲ့ပြီးလို့ဆိုရင် Matt Lesser ရဲ့ Dominic Sobo Slide ကိုတော့လဘောက်ကြီးအနေနဲ့ကျွန်တော်တို့ဖက်ကြီးတို့အနေနဲ့တော့ ဆာကျောတိတွေထပ်ပြီးတော့ကန်လှမ်းမဲ့ကျွန်တော်ပုံစံမျိုးတွေမြင်တရဆိုပြီးကျွန်တော်တို့အဲဒိုမနစ်ဆိုဘိုစလိုက်နဲ့ကတော့ကျွန်တော်တို့အဲဆာကျောကိစ္စတွေဆွေးနွေးနေတဲ့အချိန်မှာတော့ကျွန်တော်တို့အနေနဲ့ဘလို့ဖြစ်လဲဆိုလို့ဆိုရင်တော့ဟို85ရာခိုင်နှုန်းလောက်ကိုတော့ပြင်းမြောက်ပြီလို့တော့ပြောလို့ရပါမယ်ကျွန်တော်25ရာခိုင်နှုန်းလောက်ကနည်းငယ်ကျန်နေသေးတယ်လို့ပြောလို့ရဒီထက်မှကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ဆိုရင်ကစားသမားရဲ့ ဒါသာတိုးချင်းနေကျွန်တော်တို့ပြီးတော့ဆင်ကျွန်တော်တို့ဘောနက်တွေပါထည့်သွင်းပြီးတော့ဒီတစ်ခါမှာတော့ပုံမကောင်းမွန်တဲ့ကျွန်တော်တို့အဲစာချုပ်ကိစ္စတွေနဲ့အဲစာချုပ်တစ်တွေနဲ့ဒိုမနက်ဆိုစလိုင်းကိုထပ်ပြီးတော့ကျွန်တော်တို့အတင်းရနေပြီးတော့ကန်လန့်သွားမယ့်ပုံစံမျိုးတွေကိုမြင်တွေ့ရပြီးတော့ဒိုမနက်ဆိုစလိုင်းအနေနဲ့လည်းအဲလီဗာပူးအတင်းမှာပဲဆက်လက်နေမယ့်ကျွန်တော်တို့အဲအရေးအယံတွေမြင်တွေ့တယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော်တို့အဲနောက်ကနေတော့ကျွန်တော်တို့ ားချောင်းချောင်းနေတဲ့ Real Madrid လည်းအဲဒီကိစ္စတွေမှာပါဝင်လာတဲ့အတွက်ကြောင့် Liverpool အနေနဲ့ဒီကစားသမား၃ယောက်ကိုတော့မြင်မြန်ဆန်းဆန်းကျွန်တော်တို့အဲစာချုပ်တွေဒီချုပ်သွားမယ်လို့မြင်လို့ရထူးထူး Real Madrid အနေနဲ့ Mendes, Griezmann, Pogba လို့ဆိုရင် Dominic Soboslai ဒီ၃ယောက်စလုံးသူတို့အနေနဲ့ ပြောင်းချွေကြီးတွေအဲကောင်းမွန်တဲ့ပြောင်းချွေကြီးတွေနဲ့ခေါ်ယူဖို့သူတို့အနေနဲ့လုပ်နေတဲ့အတွက်ကြောင့်လီဘာပူးတစ်နဲ့လည်းဒီကစားသမား၃ယောက်ကိုကျွန်တော်တို့မဖြစ်မနေစာချုပ်တစ်တွေထပ်ပြီးတော့အဲချုပ်ထားမယ်လို့တော့ပြောပြောလို့ရတယ်ဒီအထူးသဖြင့်ကျွန်တော်တို့ဒီကစား၃ယောက်စလုံးကလည်း2029 28ရက်အကုန်မှာတော့ကျွန်တော်တို့စာချုပ်တစ်တွေကုန်ဆုံးမဲ့အတွက်ကြောင့်နှစ်နှစ်လောက်ပဲကြံနေတဲ့အတွက်ကြောင့်ဒီကစားသမားတွေကိုတော့အဲလီဘာပူးတစ်နဲ့ sorry လူပါဘူးတင်းနေတဲ့စာချုပ်တစ်ချုပ်မှုချုပ်ဖို့ပြင်ဆင်နေတယ်လို့ပြောလို့ရတယ် Domino Civil Slide တော့တော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်တို့ပတ်ချမ်းကိုရောက်ပါပြီသူ့အနေနဲ့ကျွန်တော်တို့ဒီဘာလို့တင်းရလဲဒုံနဲ့စပိုးစလိုင်းကိုသူ့အနေနဲ့ကျွန်တော်တို့ကပရင်ဆိုတဲ့ကျွန်တော်တို့အဲအတင်းရကျွန်တော်တို့အဲ ခေါင်းဆောင်ပိုင်းနေရာမှာဒုမနဆိုဘိုဒလိုင်းကိုထက်သွားမယ်ဆိုလို့လဲကျွန်တော်တို့အဲထက်သွင်းသွားမယ်ဆိုပြီးတော့ကျွန်တော်သတင်းတွေလဲကြားနေတယ်ပြီးတဲ့တစ်ဖက်မက်လစ်စာအနေနဲ့လဲအဲတစ်ဖက်က real madrid ကနေပြီးတော့ပဲစိတ်ဝင်စားနေတဲ့အခြေအနေမျိုးမှာဒါမှလည်းသူ့ရဲ့ဖခင်ကလည်းပြောတာလဲ real madrid ကနေပြီးတော့လာရောက်ပြီးတော့ကျွန်တော်တို့စိတ်ဝင်စားနေစားကစားသမားတော်တော်များများအတွက်ကသူတို့အနေနဲ့ တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေလို့မြင်တွေ့ရပြီးတော့ဒါမှလည်းတစ်ဖက်ကသူပြောထားတာအနေနဲ့လည်းအဲလီဗာပူးကအဲရီယယ်မက်ထရီရဲ့လိုမျိုးအသင်းကြီးတစ်သင်းရဲ့လာရောက်ကမ်းလှမ်းရတဲ့အချိန်မှာတော့ငင်းပယ်ဖို့ကခက်ခဲပေမဲ့လည်းတစ်ဖက်ကလီဗာပူးကလည်းကျွန်တော်ဥရောပရဲ့ကျွန်တော်အောင်မြင်ဆုံးအသင်းကြီးတွေရဲ့တစ်သင်းဖြစ်တဲ့အတွက်ကြောင့်သူသားအနေနဲ့ဒီအသင်းကနေပြီးဆွန့်ခွာပြီးတော့သွားမှာမဟုတ်ဘူးသူလို့ဆိုပြီးတော့သူ့ဖေအနေနဲ့လည်းပြောထားသလိုကစားသမားအနေနဲ့လည်းလီဗာပူးကပဲတော်တော်လေးမှကျွန်တော်ပြောင်းမွေ့နေတဲ့အတွက်ကြောင့်စာချုပ်သစ်တွေပါထပ်ပြီးတော့ချုပ်မဲ့ကျွန်တော်အရေးအယံတွေမြင်တွေ့ရသလိုတစ်ဖက်က grammar ခံမမနေနဲ့လေဒီပါအုံးကပဲဆက်ပြီးတော့ကျွန်တော်နေသွားမယ်လို့မြင်တွေ့ရဘာတက်ကြောင်လဲဆိုရင်သူ့အနေနဲ့သူ့ရဲ့အသင်းပေါ်တွေနိုင်ငံအသင်းပေါ်တွေဖြစ်တဲ့ဘာဂျပန်နိုက်တို့ပြီးရင်လည်းကျွန်တော်တို့ဖရင်ပေါင်းပြီးရင်လည်းကိုရီကပိုတို့ရှိနေတဲ့အတွက်ကြောင့်ဒီအသင်းကနေပြစ်ပြီးတော့သူ့အနေနဲ့ထပ်သွားမှာမဟုတ်ဘူးဆိုပြီးတော့လေအဲကျွန်တော်တို့သတင်းလေးတွေအနေငယ်ကြားထားတဲ့အတွက်ကြောင့်ကျွန်တော်တို့တော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ပုံစံမျိုးလို့မြင်တွေ့ရတယ်အထူးသဖြင့်လီဗာပူးရဲ့အသင်းပိုင်ရှင်တွေနဲ့ကျွန်တော်တို့အဲထက်သီးအဲ သင်းရဲ့ကျွန်တော်တို့အလူကြီးတွေအနေနဲ့ဒီကစားသမားကွင်းလက်ကစားသမား၃ယောက်ကိုစာချုပ်သစ်အဲချုပ်နိုင်ဖို့တော်တော်လေးမှအရေးကြီးတယ်လို့မြင်တွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့အဲနှောင်းနှောင်း26မှာကျွန်တော်တို့ကုံသွားစာချုပ်တက်တန်းကုံဆုံးမှာကျွန်တော်တို့ကစားသမား2ယောက်ရှိတယ်ဒီကစားသမားကကျွန်တော်မင်းကမှတက်တန်းပြန်တိုးထားတယ်ဘာဂျမန်နိုင်ငံကကျွန်တော်မိုဟာမက်ဆာလာဒီတယောက်ရဲ့နေရာမှာကျွန်တော်အစားထုတ်ဖို့ဆိုလို့ရှင်ပြီးရင်လည်းကျွန်တော်တို့ဒီဒီစင်မှာကျွန်တော်ဆောင်းရာဒီအဲဟဲ့ဒီစင်မှာဆောင်းရာဒီမှာတော့ကျွန်တော်အပြောင်းရွှေ့တယ်မှာတော့လေပါဦးလို့နေနေ ကစားသမားတွေကိုခေါ်ယူဖို့အတွက်ကင်းထောက်နေတယ်လို့တော့ပြောလို့ရတယ်ထို့သူကျွန်တော်မိုဟာမက်ဆာလာကလည်းသူ့ရဲ့အာကျွန်တော်နိုင်ငံသားမှာပြန်ပြီးတော့ပွဲတွေပြန်လဲကစားရမယ်အတွက်ကြောင့်သူတို့နိုင်ငံဖလားပွဲတွေမှာပြန်လဲကစားမှာအတွက်ကြောင့်မိုဟာမက်ဆာလာကိုကျွန်တော်တို့အနေနဲ့ဆုံရှုံရမယ်ပွဲရလဲကျွန်တော်တော်တော်လေးမှများတဲ့အတွက်ကြောင့်ကျွန်တော်ဒီစင်မှာပြောင်းရွှေ့နေမှာတော့မိုဟာမက်ဆာလာနေရာအစားထုတ်ဖို့ကျွန်တော်ကစားသမားတွေကိုခေါ်ယူသွားမယ်အရေးအယောင်မျိုးတွေကိုမြင်တွေ့ရတယ်အထူးဖြစ်ကျွန်တော်တို့ဘုံမော့ရဲ့ကစားသမားအာ right wing ကစားသမားဖြစ်တဲ့ကျွန်တော်စီမင်ညူတို့လီဗာပူးစားပုတ်ဖွဲ့အဝင်တွေအနေနဲ့တော်တော်လေးကမျက်စိကျနေပြီးတော့ဒီကစားသမားကိုခေါ်ယူဖို့အရေးအယောင်တွေတော့မြင်တွေ့ရတယ်တစ်ခါကကျွန်တော်တို့မောအကျွန်တော်နောက်တန်းရဲ့အားနည်းချက်ကိုတော့ကျွန်တော်တို့ပြင်မြင်မှုဆိုရင်ကျွန်တော်တို့ဘတ်ဂျက်ပန်နဲ့လည်းအသက်ကြီးလာပြီးသူ့ရဲ့စာချုပ်တက်တန်းနဲ့တစ်နှစ်လောက်ပဲကျန်လာတဲ့အချိန်မှာတော့ကျွန်တော်တို့နောက်တဲ့ကစားသမားတွေကိုနှစ်တည်းကလည်းကျွန်တော်တို့အဲရောင်းတောင်းကျွန်တော်တို့ကန်နာနာနဲ့လုံနေတဲ့ရီယယ်ကိုသွားမှလာသူဒီမှာပဲစာချုပ်တက်တွေထတ်ချုပ်မှလာ ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာကျန်တာဆိုလို့ကျွန်တော်ဂျိုကုမတ်တယောက်ပဲရှိတယ်ပြီးရင်တော့ကျွန်တော်လူငယ်ကစားသမားလေးအားလည်းကျွန်တော်ထိုင်ရာတွေရထားတဲ့အတွက်ကြောင့်အဲဒီနှစ်မှာတော့ပြန်လည်မကစားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်တန်းကိုတော့ထပ်ပြီးတော့အားဖြည့်ဖို့လိုအပ်တယ်ဒီထပ်အားဖြည့်ဖို့လိုအပ်တဲ့အချိန်မှာလေကျွန်တော်တို့အဲတစ်ဖက်ကကျွန်တော်တို့အဲစီရီအာနေတော့အင်တာမီလန်ကစားသမားဖြစ်တဲ့ကျွန်တော်တို့အဲဘက်စတိုနီကိုအဲခေါ်ယူဖို့တော်တော်လေးဥမာစိတ်ဝင်စားနေတယ်လို့ပြောလို့ရဒီကစားသမားတော့ကျွန်တော်တို့အီတလီကစားသမားဖြစ်ပြီးတော့အဲရောသူ့ရဲ့တက်ဆာယုတ်တက်တန်လည်း2020 ခွန်မှာကုံဆုံးမဲ့အတွက်ကြောင့်လီဗာပူးအနေနဲ့တကယ်လို့ဒီကစားသမားရဲ့အပြောင်းအရွှေ့ကိုဒီစင်မှာမှာအဲတကယ်လို့အဲခေါ်ယူနိုင်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကမှကျွန်တော်တို့အဲကောင်းမွန်တဲ့ပုံစံမျိုးလို့တော့မြင်တယ်ဘာတဲ့ကြောင့်လဲဒီကစားသမားကလည်းအီတလီကစားသမားဖြစ်တယ်ပြီးလဲအဲကျွန်တော်တို့အဲလီဗာပူးမှာဆိုလို့ရှိရင်အီတလီကစားသမားကလည်း၃ယောက်လောက်ရှိနေတဲ့အချိန်မှာတော့သူ့အနေနဲ့တကယ်လို့လာခြင်းမယ်ဆိုလို့ရှိရင်လီဗာပူးသိနေတဲ့ဒီကစားသမားကိုကျွန်တော်အနေနဲ့ခေါ်သွားမဲ့ အဲခေါ်သွားဖို့ခေါ်ဖို့ရေးကြည့်တယ်လို့မြင်တယ်ဒီဘာဖြစ်လို့ဆိုရင်ဒီကစားသမားရဲ့ကျွန်တော်အရင်မြင်ရောပြီးလို့ဆိုရင်ကျွန်တော်တို့သူ့ရဲ့အဲကျွန်တော်တို့ defensive carbon တွေကလည်းတော်တော်လေးမှကျွန်တော်တို့အဲကောင်းမွန်တဲ့ပုံစံတွေရှိနေတဲ့အတွက်ကြောင့် Liverpool အနေနဲ့ဒီကစားသမားကျွန်တော်တို့ Italy ကစားသမားဖြစ်တဲ့ အဲပက်ထရိုနီယိုများအဲဆောင်းရည်ပြောင်းရွှေ့မှာခေါ်သွားနိုင်မှာဒါမှမဟုတ်ပဲねဆောင်းရည်ကျွန်တော်မြင်ရဆိုရင်ဆောင်းရည်ပြောင်းရွှေ့မှာလိဗာပူးအနေနဲ့နောက်တန်းကိုအားဖြစ်တဲ့လို့မြင်တဲ့ဘာတက်လောက်အောင်လဲဆိုရင်ကျွန်တော်နောက်တန်းမှာဆိုလို့ရှိရင်အဲနောက်ပိုင်းဆိုပွဲချက်တွေကဒီထက်ပိုပြီးတော့များလာမဲ့အချိန်မှာတော့နောက်တန်းမှာကျွန်တော်တို့ကစားနိုင်မလားဆိုလို့ကျွန်တော်တို့ဂျိုကုမတယောက်လောက်ပဲရှိနေတဲ့အချိန်မှာတော့အဲတကယ်လို့တော့ကျွန်တော်တို့ ဘာကြောင့်မန်နိုင်တဲ့ကိုနေဒင်းနဲ့ကနှစ်ယောက်ထက်တခုခုတယောက်တာတခုဖြစ်သွားမယ်အထူးသဖြင့်ကျွန်တော်ကိုနေဒင်းဖြစ်သွားလို့ဆိုရင်အဲဘာကြောင့်မန်နိုင်နဲ့တွဲလို့ဆိုရင်တော့နည်းနည်းလေးအဆင်ပြေတယ်ဗျာဒါမှလည်းဘာကြောင့်မန်နိုင်အနေနဲ့ကျွန်တော်တို့အဲတခုခုများကျွန်တော်တို့အဲဖြစ်သွားခဲ့တဲ့ဒိုင်ယန်ပြဿနာအသေးစားလေးများတဲ့ရသွားမယ်ဆိုလို့ဆိုရင်တော့အဲကိုနေဒင်းနဲ့ ျွန်တော်အဲဂျိုကိုမန်နဲ့တွဲမယ်ဆိုလို့ရှိရင်တော့တိတ်ပြီးတော့အဆင်မပြေတဲ့ပုံစံမျိုးတွေမြင်တွေ့ရတဲ့အတွက်ကြောင့်ဒီဇင်ဘာလအပြောင်းရွှေ့မှာတော့အဲလီဗာပူးအနေနဲ့နောက်တန်းကိုခေါ်ယူသွားမလားဆိုတာတော်တော်လေးဥမှာကျွန်တော်တို့အဲစောင့်ကြည့်တင်တယ်လို့တော့မြင်တယ်တကယ်လို့ဒါတစ်ဖက်ကကျွန်တော်ဘက်စလိုနီအနေနဲ့ကလက်ဖွင့်ပေးခဲ့မယ်ဆိုလို့ရှိရင်လီဗာပူးအသင်းအနေနဲ့ဝင်ရောက်ပြီးတော့ခေါ်ယူသွားဖို့အရေးကြီးတယ်လို့တော့မြင်တယ်ပြီးရင်လည်းကျွန်တော်တို့အဲတိုက်စစ်ကစားသမားတွေအနေနဲ့လည်းကျွန်တော်တို့မိုဟာမက်ဆာလာကိုလက်လွှတ်ရမယ်အတွက်ကြောင့်ကျွန်တော်တို့ ဘုံမောင်ရဲ့ကျွန်တော်တို့အဲ right wing ကစားသမားဖြစ်တဲ့ Simon Newell ကထပ်ပြီးတော့ခေါ်ယူသွားနိုင်မလားဆိုတော့တော်တော်လေးဥမာကျွန်တော်တို့အဲဆုတ်လောက်ရှားဖို့ကောင်းတယ်လို့တော့မြင်တွေ့ရတယ်။လူပုံလေးနဲ့ကျွန်တော်တို့ကစားသမားတွေကိုကျွန်တော်တို့ဝယ်ထားတဲ့ကစားသမားတွေကလည်းတော်တော်လေးဥမာတန်ကြီးမြင့်တဲ့ကစားသမားတွေဖြစ်သလိုတော်တော်လေးဥမာပြန်ပြီးတော့ရောင်းထုတ်တဲ့အချိန်မှာလည်းကျွန်တော်တို့ကစားသမားတွေအသိမှမရှိတဲ့လောက်ကျွန်တော်တို့အခြေအနေမျိုးတွေမြင်တွေ့ရအထူးသဖြင့်ကျွန်တော်တို့အဲကာဒမွန်ကက်မှာစရော့ရာပွဲမှာဆိုလို့ရှိရင်အဲ ကျွန်တော်တို့အရင်ကစားသမားမရှိလို့ဆိုပြီးတော့လူငယ်ကစားသမားလေးခေါ်ပြီးတော့တုံ့တော်မဲ့အခြေအနေမျိုးတွေရှိနေတဲ့ကြောင်းလူပေါင်းဦးနေနဲ့ပြန်လဲအားဖြည့်ဖို့ပြီးလို့ဆိုရင်လည်းကျွန်တော်တို့ဒီဇင်ဘာပြန်ရောက်လို့ဆိုရင်တော့ကျွန်တော်တို့ Happy Elio ကိုပြန်လဲပြီးတော့အသင်းကပြန်လဲပြန်ခေါ်သွားမယ်လို့တော့မြင်တွေ့ရတယ်အထူးသဖြင့်ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ Aston Villa မှာသူ့အနေနဲ့ပွဲထွက်ခွင့်တွေမရရှိတဲ့အတွက်ကြောင့်လူပေါင်းဦးအသင်းအနေနဲ့အဲ Happy Elio ကိုပြန်လဲခေါ်ဖို့အဲ ပြန်လဲခေါ်သွားမယ်လို့တော့သတင်းတွေကြားရတယ်ဒါပေမဲ့တကယ်လို့ဒါဟာယွေးလေးရောပြန်လဲရောက်လာမှာဆိုလို့ဆိုရင်တော့မိုမက်ဆာလာနေရာမှာတော့အစားထိုးနိုင်မယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကွင်းလိုက်မှာဆိုလို့ဆိုရင်လည်းဟာယွေးလေးရောအနေနဲ့တော်တော်လေးမှသူ့အနေနဲ့ပုံစံကောင်းတွေကိုလေဘာဦးသိမှဆိုရင်ပြသထားနိုင်တယ်အဲ့တကြောင်ပြန်လဲခေါ်မယ်ဆိုလို့ဆိုရင်တော့ပို့ပြီးတော့ကောင်းမွန်တယ်လို့မြင်တွေ့ရတယ်ကျွန်တော်အနေနဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့နောက်တန်းကစားတာတယောက်နဲ့တကယ်လို့မိုမက်ဆာလာကလည်းသူ့ရဲ့အကျင့်ပွဲမှာကပြန်လဲ အဲပြန်ပြီးတော့တွားပြီးတော့ကစားမဲ့အချိန်မှတော့ကျွန်တော်တို့အနေနဲ့ right wing ကစားသမားမရှိတဲ့အချိန်မှတော့ကျွန်တော်တို့တကယ်လို့အစီမွန်ညိုတာခေါ်မယ်ခေါ်နိုင်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးမှကောင်းမွန်တယ်လို့တော့မြင်နေညီကိုရင်းနေရောအဲကျွန်တော်တို့ဒီဘဝရဲ့ကွန်းလဲကစားသမားတွေရဲ့စာချုပ်တွေကိစ္စတွေပြီးလို့ရှိရင်နောက်တန်းရကျွန်တော်တို့မလုံလောက်တဲ့လူစင်းတွေကိုဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်လာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းနေနိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲစုံတွေးကြတော့ဗျာ